ပြိုင်ပွဲတွေဆိုပေမဲ့ဒီ United ကန်တွေနှစ်ဦးရဲ့ဂျာစီတွေကိုလီဗာပူးအဝေးလေကန်းထဲမှာပြသထားတယ်။လီဗာပူးရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲတွေကတပွဲဖြစ်တဲ့လီဗာပူးနဲ့ Manchester United တို့ရဲ့အစဉ်လာပြိုင်ပဟောင်းပွဲစဉ်တွေကိုတနည်းနည်းနည်းမှာ Anfield ကွင်းမှာကျင်းပမှာဖြစ်ပါရည်။ဒီပွဲမှာတိုင်ခင်မှာလီဗာပူးနီးပြအာနီစရောကပွဲ၃ပွဲစတိုက်ရှုံးပွဲကိုရပ်တန့်နိုင်မှုအတွက်မျှော်လင့်နေမှာပါ။ဒါပြင် United ရဲ့နီးပြ Ruben Amorim ကလည်းပဲဒီပွဲမှာအနိုင်ရရင်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုတီးတသာရောကြသွားစီမယ်ဆိုတာကိုသိရှိထားပါရည်။ ဒီလိုမျိုးရေးပါတွေပွဲစဉ်တွေအတွက်ကစားသမားတွေဟာတနင်္ဂနွေနေ့မှာအန်ဖီမှာထူးခြားတဲ့စွမ်းဆောင်ရည်ကိုပြသဖို့အတွက်ပြားခံစားနေကြမှာတည်ကြပါရီ United ကစားသမားတွေအတွက်တော့ Liverpool ရဲ့ Queen ဟာသူတို့အတွက်ခက်ခဲတဲ့ပဝန်းကျင်ဖြစ်ပေမဲ့ကလပ်ရဲ့ဂန်ဝင်ကစားသမား၂ဦးရဲ့ဂျာစီတွေကိုဧည့်သည်ဝီလဲဂန်နဲ့မှာမြင်တွေ့ရတဲ့အခါစိတ်သက်ခွန်အားယူနိုင်မှာဖြစ်ပါရီ လီဗာပူးရဲ့အင်ရှင်အဝေလဲခန်းထဲမှာတော့လက်ရှိအသင်းရဲ့ကစားသမားအားလုံးရဲ့ဂျာစီတွေကိုဂုဏ်ယူစွာချိတ်ဆွဲထားပါရီဒါပေမဲ့ဧည့်သည်အဝေလဲခန်းထဲမှာတော့အန်ဖီမှာလာရောက်ကစားခဲ့ပူးတဲ့ပြိုင်မဲ့အသင်းတွေရဲ့နာမည်အကြီးဆုံးကစားသမားတချို့ရဲ့ဂျာစီတွေကိုပြသထားတာကိုမြင်တွေ့ရမှာပါဒီလိုပြသထားတဲ့ကစားသမားတွေမှာ United က Ryan Gain နဲ့ Cristiano Ronaldo ရဲ့ဂျာစီတွေပါဝင်ပြီးတော့တခြားနာမည်ကြီးဘောလုံးကစားသမားများစွာနဲ့တူတူ Anfield ဧည့်သည်အဝေလဲခန်းရဲ့နေရာဒီမှာချိန်ဆွဲထားပါတယ် သူရဲ့ဂျာစီတွေဒီနေရာဒီမှာချိန်ဆွဲထားတဲ့အကြောင်းရင်းကတော့လီဗာပူးကန်ဝင်ကစားသမားဂျေမီကာရီကာကသူရင်ဆိုင်ခဲ့မှုတဲ့ကစားသမားတွေထဲမှာအကောင်းဆုံးနှစ်ဦးဖြစ်ရွေးချယ်ခံခဲ့ရတာကြောင့်ဖြစ်ပါရီကာရီကာရော်နယ်ဒိုကိုအမြဲတစေဝေဖန်လေးရှိပြီးသူ့ရဲ့ပြိုင်မဟောင်းမက်ဆီရဲ့အဆင့်ကိုလုံးဝမမီဘူးလို့ပြောဆိုခဲ့မှုတာကြောင့်ရော်နယ်ဒိုကိုရွေးချယ်ခဲ့တာဟာတချို့သူတွေအတွက်တော့အားအသင့်စရာဖြစ်နိုင်ပါရီဒါပေမဲ့သူဟာပြီးကတဲ့နှစ်က Football 365ရဲ့စကားပြောဆိုရမှာရော်နယ်ဒိုဘလောက်ကြောင့်မှအမကန်ကစားသမားဖြစ်တယ်ဆိုတာကိုဆွေးနွေးခဲ့ပါရီ သူရဲ့ United ကစားသမားဘဝနောက်ဆုံးနှစ်နှစ်မှာသူဟာအဓိကကစားသမားဖြစ်ပါတယ်ဒါပေမဲ့သူစားရောက်လာတော့က United မှာအရန်ကောင်းတဲ့ကစားသမားတွေအများကြီးရှိတာကြောင့်ဒီပြပွဲမတိုင်ခင်အဓိကပြောရမယ့်နေရာမှာသူမပါခဲ့ပါဘူးသူကျွန်တော်တို့ကိုပြဿနာတိမ်မပေးခဲ့ပါဘူးလို့ဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့လေ Ronaldo နဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းဆွဲဆောင်နေတာကသူကတမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးဂိုးသွင်းသူတွေကတူပါလို့ကျွန်တော်ဖော်ပြခြင်းပါတယ် Ronaldo ဟာသူ့ကိုယ်သူအကောင်းဆုံးကစားသမားအဖြစ်ဖန်တီးခဲ့တာပါ ဒါဟာသူ့ရဲ့အလုတ်ပေါ်စေတနာထားမှုနဲ့စိတ်တဲ့အကြံခံမှုကြောင့်ဖြစ်နိုင်ပါ ರಿ အဲ့ဒါကကျွန်တော်အတွက်တော့သူ့ရဲ့အကြီးမားဆုံးသောအည်သွေးဖြစ်ပါလေလို့ကာရီကပြောကြားခဲ့ပါ ರಿ